ဝါစုသင်္ကန်းနဲ့ကထိန်သင်္ကန်းနဲ့ကွာခြားချက်လေးပြောမယ်ဝါစုသင်္ကန်းသည် အချိန်မရွေနေရာမရွေကာလမရွေအချိန်မရွေကျောင်းတိုင်မရွေတန်ဃာမရွေ ကြိုက်တလောက်လူပွင့်ရှိတဲ့အလူလွတ်လပ်စွာ free တိုက်လို့ခေါ်တယ်။သင်္ကန်းအလူချင်းအတူတူဝါစုသင်္ကန်းအလူကတော့ဝါတွင်းလဲလူလို့ရတယ်။ဝါပမှာလည်းပဲဝါစုသင်္ကန်းမှာဖျားဆိုရှောက်ထားပြီးလှူမယ်ဆိုလေလူလို့ရတယ်။တစ်ချိန်မက2ချိန်3ချိန်အချိန်ပေါင်းများများစွာလူလို့ရတယ်။ကြောင်းကိုတိုက်ကိုဘယ်နှချိန်ပဲဖြစ်ဖြစ်သွားပြီးလှူမယ်ဆိုလေလှူလို့ရတယ်ဆိုတော့ဝါစုသင်္ကန်းအလူကလွတ်လပ်စွာလူကွင်းရတဲ့အလူသင်္ကန်းကထိန်သင်္ကန်းကြအဲ့လိုရပါမလား ကတိန်သင်ငန်းကြတော့အချိန်ကန့်တတ်ချက်ရှိတယ်။နေရာကန့်တတ်ချက်ရှိတယ်။အချိန်ကန့်တတ်ချက်ရှိတယ်ဆိုတော့ရိသက်တနည်းမှာတစ်ခါတလမှာတစ်ချိန်တစ်ချိန်မှာတစ်ကြောင်တစ်ချိန်တစ်ခါမှာတလတလမှာတစ်ချိန်တစ်ချိန်မှာတစ်ကြောင်ဆိုတော့ကတိန်ကသတ်မှတ်ချက်ရှိတဲ့အတွက်ကြောင့်ကတိန်သင်ငန်းကပို့ပြီးတော့မြတ်တယ်လို့တချို့ကယူဆပြီးတော့ကတိန်ကိုခင်းညင်ရတာများလားမများဘူး။ကတိန်ခင်းဆိုတော့ဘုံပြီးခဲ့တဲ့ဒီမလာခင်တပတ်ကဓမ္မတယောက်က ကတိန်လဲကူကြောင်းပေါ့လဲကူကြောင်းမှာတန်ခါနေရာကျော်ရှိတော့ကတိန်ခင်းကျင်လို့ရှောက်တော့ရှေ့ရရှောက်ထားတာမရှိသေးတော့ကတိန်ကိုလက်ခံလိုက်လက်ခံတဲ့ဆိုသူတို့ကမရှောက်ခင်အမလို့သူကဘုံဦးစင်းလေးဘုံကျောင်းတာဝန်ခံဦးစင်းလေးကိုလောက်ရှောက်တယ်ဆရာတော်ကျောင်းမှာကတိန်ခင်းရင်ဘလားလောက်ကုန်နိုင်လဲဗျာဆိုတော့ဆရာဦးစင်းလေးကပြောပြတယ်ကျောင်းမှာတန်ခါများတော့တဲ့ဒီဝါဆိုသင်ငန်းချုပ်တာတော့မှတန်ခါအစုံ250လောက်လို့တော့350လောက်ကုန်တယ်တဲ့ နော်ပြီးလို့ရှိရင်ထွေထွေအထွေထွေကိစ္စသိ900လောက်မတီမကတိန်တကာ ဖြစ်ဖို့အဆင်ပြေတယ်ဆိုတော့အဲဒါဆိုရင်ဒီတော့တိုင်ပင်ပြီးတော့လျှောက်ပါမယ်ဖေဟာဆရာတော်ရန်ကုန်ကျောင်းကြွတော့အဲ့တကမှလာလျှောက်ပြီးတော့ကတိန်ခင်းပါမယ်ဖေဟာတဲ့ကတိန်မတီတကာအနေနဲ့ခင်းခွင့်ပြုပါဗျာလျှောက်တော့အေးလျှောက်ထားတာမရှိသေးဘူးဆိုတော့ လက်ခံထားလိုက်တယ်သူလည်းပြောပြကထိန်ကံမြောက်ဖို့ကတော့ဒကမာကြီးရေလို့ကထိန်ကံမြောက်ဖို့ကတော့သင်္ကန်းတစုံနဲ့လာပြီးကထိန်ခင်းရင်လည်းကံဝိနည်းကံအရာတော့မြောက်ပါတယ်သို့တော့ဒီသင်္ကန်းလက်ခံပြီးနောက်ထပ်ကထိန်အလူခံခွင့်မရှိတဲ့အတွက်ကြောင့် ကျောင်းဝစာသင်သားတွေအတွက်လက်လာပါရှားပါမှာဆိုတော့ဘုန်းကြီးကျောင်းဝတန်ခါများရင်ကတိမတီတကာလာရှောင်းရင်အကျိုးကျောင်းမေးပြီးတော့ရွေးရတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါတော့နားလဲပါရပါတယ်ဗျာတဲ့တပည့်တော်ကလည်းနားလဲပါတပည့်တော်ခင်းမှာမဟုတ်ဘူးတဲ့တပည့်တော်ညီမခင်းမှာတဲ့ညီမကဘောစီဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်မတီတကာအနေနဲ့ပြောပြီးတော့ညီမခင်းမှာဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်ဘယ်လိုပြောရလဲဆိုနင်းသိ200လောက်မတီနိုင်ပါတယ်တဲ့နင်းတို့ သုံးနေတဲ့အိတ်တိတ်ကတခါကြရင်ဝယ်သုံးတယ်လက်ကအိတ်တောင်900လောက်ပေးရတာသိန်း900600 branded တွေလေဈေးတွေအဲ့လောက်ရှိတဲ့အိတ်တွေရှိလားမရှိဘူးလားငါညီမရဲ့တဲ့အိတ်တလုံးလောက်ဝယ်တာလေးလျှော့ပြီးတော့ကထိန်ခင်းလိုက်